ကဲတိတ်ကိုမှအာနာယူတဲ့တသက်ခံမကတော့အရင်တုန်းကနော်မင်းအွန်လိုင်းကိုအများကြီးကူညီခဲ့တယ်မင်းအွန်လိုင်းအာနာသိန်းတာကိုကူညီပေးခဲ့ပေမဲ့အခုတခါမှတော့မင်းအွန်လိုင်းရဲ့ဘဲချခြင်းကိုခံရပြီးဒီကနေ့အင်တာဗျူးမှာမြည်ရကြလို့ဗျာ ဒါတသက်ခံမှဆိုရင်တော့ဖြစ်เนาะအကျွေးရင်တင်လို့ရေကောက်ပွဲမှာဝင်ပြိုင်ခွင့်မရတာကိုမင်းအောင်နိုင်ကိုပြန်လဲပြီးတော့ရေကောက်ပွဲမှာပြန်လဲဝင်ပြိုင်ခွင့်ပေးဖို့အတွက်တောင်းရောက်တောင်းဆိုခဲ့တယ်ပေါ့เนาะသူနေနဲ့အကျွေးတွေကိုကြည်အောင်ဆက်မယ်ရေကောက်ပွဲမှာတော့ဝင်ပြိုင်ခွင့်ပေးเนาะအရင်တော့ကသူတို့နေရောက်ရှိခဲ့တဲ့တန်ရောစင်တွေကိုဒါရှိပြူပြီးတော့မင်းအောင်နိုင်ကသူ့ကိုเนาะငင်းညာပြီးမြင့်ငင်းညာပြီးမယ်လို့သွေးထင်ထားခဲ့တာเนาะအတွင်းနဲ့တကယ်ဖြစ်ရတဲ့ကတခြားစီဖြစ်သွားကုန်ရောဗျာ နော်တသက်ခံမရဲ့အတနာခံစာကို UEC ကပယ်ချလိုက်ပြီးရွေးကောက်ပွဲမှာ သတ္တကံမဟာရာသက်ပံဘောင်းဝင်နေခြင်းမရှိတော့ပါဘူးတည်းဗျာနော်ဗန်ကြွေးတွေလွတ်တော်မှလှုပ်ပြီးကြည်အောင်ဆက်မယ်လို့ဂျန်စီထားသည်မြအိမ်မက်တွေရိုက်ချိုးခံလိုက်ရပါပြီအကူလိုင်းကတော့တိတ်ရက်ဆက်တယ်ဗျာအပိုင်းတင်းနေတဲ့သတ္တကံမကတော့ဇာတိန်သွားခဲ့ရပါပြီနော်ဒါသတ္တကံမဟာမယောင်းလိုင်းကိုသွားရောက်ပြည့်စုခဲ့ပေမဲ့လေမယောင်းလိုင်းကသတ္တကံမရဲ့ဒါအပြည့်စုတွေကိုမချိုက်တော့ဘူးနဲ့သူပါတယ်နော်ဆိုတော့ တသက်ခံမခင်ဗျာမာတော့တော်လေးကိုဆောက်ရက်ကွဲပြီးတော့ခုချိန်မှာတော့အင်တာဗျူးမှာမြည်ရမြက်ခွဲ့နေဗျာနော်တတော်လေးကိုတနာဖို့ကောင်းပါတယ်ဒါတွေကလည်းအာနာယူခြင်းရဲ့အဆုံးသတ်ပါပဲနောက်တစ်ခုကတော့ရောင်းမှာလုံးဝဟူ ဒါသတိထားရမယ့်အခြေအနေပြအဲ့ဒါကတော့ရောင်းမှာရှိတဲ့အားကစားဝင်ကြီးဌာနပိုင်းဒုက္ခနာအားကစားပြိုင်ပွဲရုံတိတ်ကိုကြံဖို့ပါတီမဲဆွဲပွဲအားကြီးကြီးကိုလာနော်ပွဲကြီးကိုလုံမှာဖြစ်ပြီးတော့ဒါအဲ့ဒီနေရာမှာတော့ပို့လဲစစ်ကောင်စီကခွင့်ပြုလိုက်ပြီဆိုတော့နိုင်ငံရေးပါတီဖက်ပုံတင်ခြင်းဥပဒေကိုကြံဖို့ပါတီကချိုးဖောက်လိုက်ပြီ ဆိုရင်နေထားကအခုအဲ့ဒီမှာပွဲလုံးမယ်ပွဲလုံးတဲ့ခါမှာဒေါ်လိုင်းတဲ့ပုံဝင်ကလုံးရင်လုံးကြည့်အကုန်လုံးဂျမ်ဘုတ်ပါတီဥခရင်တက်ရောက်မယ်ဗျာအကုန်လုံးဖောက်ခဲ့ပြီးတော့ဒီစီရမယ်ဆိုပြီးချင်းချောင်းလိုက်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ပြည်သူတွေအဲ့ဒီနေ့မသွားကြပါနဲ့မဲဆွယ်စီယုံရင်ခန်းတော့မသွားကြပါနဲ့အချိန်မေးအသက်ပေးရနိုင်ပါတယ်နော်